မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ကျမမနေ့ကလည်းသတင်းလေးတစ်ရက်ထပ်နာရပါတယ်ရှင်။ကျမဒီအပိုင်းမှာသတင်းလေးနားတာကလည်းနည်းနည်းရက်ဆက်တယ်လို့ဖြစ်သွားပါတယ်။အဲ့အတွက်လည်းကျမတောင်းပန်ပါရှင်။ကျမလမ်းများနေတာပေါ့နော်အဓိကအကြောင်းရင်းကတော့လမ်းများနေတာပါရှင်။သတင်းလေး live ယူတာတွေဟုတ်ပြီးတော့ personal ကိစ္စလေးအပြင်းလေးနည်းနည်းသွားရတဲ့ခါလေးပေါ့နော်။ဒါလေးအတိုင်းဆိုင်သွားတဲ့အတွက်အလိုမျိုးဖြစ်သွားတာပါရှင်။နောက်ရက်တွေမှာတက်နိုင်ဆုံးမပြတ်မကွက်ဘဲနဲ့သတင်းတင်ဆက်ဖို့အတွက်ကိုအထူးကြိုးစားပါမယ်ရှင်။ မတဲ့င်းတရမပြောလို့ရှိရင်ညှော်နေကြတဲ့မိဘပြည်သူတွေလည်းရှိရတဲ့အတွက်ကျမတစ်ခုတည်းရနဲ့ဒီမိဘပြည်သူများစီစကားပါတာပါရှင့်ကျမတဲ့င်းမတင်ဆက်ဖြစ်တဲ့နေ့တွေဆိုရင်ကျမအစိတ်မပူပါနဲ့နော်ကျမအစဉ်ပြေပါတယ်ရှင့်တချို့ကစိတ်ပူတတ်တဲ့တဲ့င်းမတင်ဆက်တဲ့နေ့ရောက်လာလို့ရှင့်ပေါ့နော်နေ့ကြုံလို့ရှင့်အဲသူတို့ခုများဖြစ်နေလားမသိဘူးပေါ့နော်ကျမကြီးမကောင်းတာလားဒါမှမဟုတ်တရရောက်ကများသမင်းစားဖိတ်သွားတာလားစသဖြင့်ပေါ့နော်အဲ့လိုမျိုးစိတ်ပူကြရရှင့်စိတ်ပူပါနဲ့လို့ပြောချင်ပါတယ် မိဘပြည်သူများအကျမအတွက်စိတ်ပူရမယ့်ကိစ္စမျိုးမရှိလာဘူးလို့ကျမအထူးကြိုးစားပြီးတော့နေ့စဉ်လုပ်ငန်းဆောင်တာတွေသတိဝရိယအပြည့်နဲ့လုံဆောင်နေပါရှင့်ဒါကြောင့်မိဘပြည်သူများကျမအတွက်စိတ်မပူပန်ပါနဲ့လို့ပဲပြောချင်ပါရှင့်ကျမောက်နိုင်ငံမှာမစားခင်ရွှေကောက်ပွဲဆိုတာဖြစ်တော့မယ်ပေါ့နော်ဒီတော့ဒီကာလတွေမှာဆိုကျမအထူးသတိထားပြီးတော့လိုက်ကြည့်ဖြစ်တာကတော့နေပယ်ပေါင်းဆောင်ကအရင်လှုပ်လှုပ်ခတ်ခတ်တွေဖြစ်နေပါရှင့်အဓိကနိုင်ငံရေးနေပယ်တွေမှာသတင်းမီဒီယာနေပယ်တွေမှာပြီးတော့ နိုင်ငံတော်ဘက်ကပေါ့နော်ရက်တိပြောကြားတဲ့네ပယ်တွေမှာပေါ့ရှင်အဓိကနိုင်ငံရေးကိုစိတ်ဝင်စားတဲ့네ပယ်တိုင်းပေါ့ပြည်သူတွေချားထဲမှာလည်းလှုပ်ခတ်မှုတွေဖြစ်တာပေါ့နော်ပြည်သူတွေကတော့ question ပေါင်းမြောက်များစွာနဲ့ပေါ့ရှင်ဘယ်ပါတီရွေးရမလဲဘယ်ကိုယ်စားလှယ်ရွေးရမလဲဘယ်သူ့ကိုရွေးရမလဲစသဖြင့်ပေါ့နော်ဒီလိုမျိုးလဲပေါင်းများစွာဖြစ်နေတာပေါ့ဒီလဲပေါင်းများစွာကိုဖြေချဖို့တာဝန်ရှိတာကတော့နိုင်ငံရေးပါတီတွေပေါ့ရှင်နိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကတာဝန်ရှိတာပေါ့ဒီတော့သူတို့ကလည်းသူတို့တာဝန်ရှိရတဲ့အညီအခုဆိုရင်အင်တာဗျူးတွေလှုပ်ဆောင်နေကြတယ်မြင်တွေ့ရပါရဲ့ရှင့်ပါတီဥက္ကဋ္ဌတွေကဆိုရင်ဒီကိုတန်ရတန်ရပေါ့နော် ်ခေါင်းစဉ်မျိုးစုံနဲ့ပြည်သူ့ရေးစီကိုစကားပြန်ကြားတဲ့ကိစ္စလေးပြုလုပ်နေပါရဲ့ရှင့်ဒါလေးတွေကိုမိဘပြည်သူတွေအနေနဲ့လည်းမီဒီယာတွေမှာလိုက်ပြီးတော့လေ့လာကြည့်ရှုဖို့အတွက်လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်ကျမတို့ကဒီမိုကရေစီဆိုတာကိုလိုချင်တဲ့ဒီစီကံပြည့်ဝသောဒီမိုကရေစီနိုင်ငံတစ်ခုပေါ့နော်ဒါကိုလိုချင်တဲ့ဆိုရင်ကျမတို့နိုင်ငံသမားတွေကိုအပြစ်မြင်တဲ့စိတ်နဲ့ပဲကြည့်လို့မရပါဘူးရှင့်သူတို့တွေဘာလုပ်နေလဲဆိုတော့ကိုလေးလာစူးစမ်းလို့လည်းစိတ်နဲ့သာကြည့်ရပါမယ်။ကျမတို့နိုင်ငံသားတွေကိုမုန်းနေလို့ရှင်တော့ဒီမိုကရေစီရဖို့အတွက်မမျှော်လင့်တဲ့အောင်ရှင့် ဒီမိုကရေစီမှာအထူးကအရေးပါတယ်ထောက်တိုင်နေတဲ့မှာနိုင်ငံရေးသမားတွေပါတယ်လေဒီတော့ကျွန်တော်တို့ကသူတို့မုန်းနေတယ်ဆိုဒီမိုကရေစီဘာလို့ယူတော့မှာလဲရှင်ဟုတ်တယ်မအတော်ရှိရပါဘူးနော်ဒီမိုကရေစီလိုချင်တော့နိုင်ငံရေးသမားတွေမုန်းလို့မရဘူးကျွန်တော်တို့သူတို့နဲ့လက်တွဲပူးပေါင်းပြီးတော့လှုပ်ရမယ့်ကိစ္စတွေအများကြီးရှိလာမှာဒါလေးကတော့ရေးကြည့်ပါရှင်မိဘပြည်သူတွေအနေနဲ့ကနိုင်ငံရေးသမားတွေကိုအထူးလေ့လာစေချင်ပါတယ်နိုင်ငံရေးသမားတွေအနေနဲ့လည်းလုံခြုံရေးကြောက်ဖြစ်စေမြေပြင်မှာသွားလာတာခက်ခဲလို့ဖြစ်စေပေါ့နော်ပြည်သူတွေစီကိုသတင်းပြန်ကြားဖို့အတွက်သူတို့ရဲ့လှုပ်ဆောင်ချက်လေးတွေကိုပြောပြဖို့အတွက်ပေါ့နော် ခက်ခဲမှုရှိရဲဆိုရင်တော့ကျွန်မအနေနဲ့အကြံပြုချင်တာကတော့ကိုစီကိုစီလူမှုကွန်ရက်အကောင့်လေးဖွင့်ပြီးတော့ပြည်သူလူထုနဲ့ဆက်သွယ်ညှိနှိုင်းမှုလေးပြုလုပ်ဖို့အတွက်ကိုကျွန်မပြောချင်ပါတယ်ပြည်သူလူထုကိုကြတော့ကျွန်မအနေနဲ့အဓိကမှာချင်တာကနိုင်ငံရေးသမားတွေမှာကိုယုံကြည်ရရွေးချယ်ပါရှင့်ဘယ်ပါတီကိုမဆိုယုံကြည်ရရွေးချယ်လို့ရပါတယ်ဒါပေမဲ့ကျွန်မတို့ပေါ့နော်ကျွန်မတို့သုံးသပ်ချက်အရဆိုရင်တော့ဒီလက်ရှိနောက်ထပ်လာမယ့်အစိုးရတရက်ဟာဆိုရင်ပြည်သူ့ဘော်စေတနာရှိရဲ့အစိုးရလည်းဖြစ်ရမှာဖြစ်တယ်လို့မျိုးကျွမ်းကျင်မှုရှိရဲ့အစိုးရလည်းဖြစ်ဖို့လိုတယ်ရှင့် စေတနာဆိုတာတော့ရှင်ဒါစေတနာဆိုတဲ့နေရာမှာပေါ့နော်စစ်မှန်တဲ့စေတနာရှိတယ်လို့အတူရောင်စေတနာဆိုတာရှိရဲ့ရှင်ပြီးတော့စေတနာကိုပုံဖော်တဲ့နေရာမှာမျိုးစုံလိမ့်လည်လို့ရတဲ့အခြေအနေလေးတွေလည်းရှိတတ်ပါတယ်။ဒါကြောင့်တချို့တွေကဆိုရင်နိုင်ငံတော်ပေါ်စေတနာရှိတဲ့အောင်လိမ့်လည်တဲ့ကိစ္စတွေကိုလည်းနိုင်ငံရေးသမားတွေတည်းကဆုံးဖြူတွေကပြုလုပ်လာမှာဖြစ်ပါတယ်။ဒါလေးတွေလည်းမိဘပြည်သူများကကိုယ်ပိုင်အသိစိတ်တတ်တဲ့နားထောင်ကြည့်ဖို့လိုတာပေါ့နော်။တို့စကားတွေနားထောင်တဲ့အခါမှာချင့်ချိန်ပြီးနားထောင်စေတနာပေါ့ရှင်ကျွန်မပြောတာကတော့ဒီတော့စေတနာဆိုတာကလူတက်ကိုမေးလိုက်ရင်တော့ရှင် အဲ့ဒီလိုအလိမ်ပေါ်ဇက်နဲ့မေးတာမှမဟုတ်ဘူးဆိုရင်လိမ်ချင်းလိမ်ပါပဲလေသူကဟုတ်တယ်မလားခမရနိုင်ငံတော်ဘောဘလောက်ဒီစေတနာရှိလဲလို့မေးလိုက်လို့ရှင်သူစိတ်ထဲရှိရတဲ့သူပြောမှာပဲလေဟုတ်တယ်မလားရှင်ရှင်လေသူသူစိတ်ထဲမှာလည်းတကယ်နိုင်ငံတော်ဘောစေတနာရှိပါလေလို့အခုချိန်မှာတော့သူခံယူကောင်းခံယူထားလိုက်မယ်ဒါပေမဲ့သူ့မှာကြွန့်ကျင်မှုမရှိဘူးဆိုရင်နိုင်ငံတော်အာဏာကိုတကယ်ရရှိရတဲ့အချိန်မှာဒီစေတနာသူ့ကိုလို့ပေါ်ပြမှာလေကျမတို့နိုင်ငံမှာအားရအရေးကြီးဆုံးအချက်ပဲရှင်စေတနာနဲ့ကြွန့်ကျင်မှုမပူးရဲမိဘူးဖြစ်နေတယ်တိလား ေတနာရှိရမှန်တယ်လူတန်းတော်နိုင်ငံတော်ပေါ်စေတနာရှိကြရတဲ့သူတွေကြီးပဲတူတူကိုကိုစေတနာရှိကြတာကြီးပဲမြန်မာနိုင်ငံမှာဟိုအထက်အကြာလူအကြီးဆုံးကနေပြီးတော့ဟိုမြန်မာနိုင်ငံမှာဘာတောင်မှမရှိဘူးဆိုတဲ့တကယ်ကိုလမ်းဘေးကလူတက်ကိုသွားမေးနေတော့မှကိုယ့်နိုင်ငံကိုယ့်လူမျိုးစေတနာရှိကြရတဲ့သူတွေကြီးပဲဒါပေမဲ့အဲ့ဒီစေတနာကိုပေါ်ဆောင်တဲ့အခါမှာဤပညာလိုတဲ့ရှင့်အတတ်ပညာလိုတဲ့ရှင့်ကျွမ်းကျင်မှုလိုတဲ့တွေ့ကြုံလိုတဲ့ရှင့်နိုင်ငံတော်ကတော့ဘလို့ကောက်အောင်လုပ်မယ်ဆိုတာပြောတာအရင်လွယ်တယ်နော်ဒီကအလွယ်ဆုံးလောက်ကစကားနဲ့ပြောရတာပဲဟုတ်တယ်မလားအရင်ပေါ်ဆောင်လို့ကောင်းတာအကုန်လျှောက်ပြီးတော့ပြောလို့ရတယ်ဒါပေမဲ့ဘလို့ပေါ်ဆောင်မှာလဲ အဲ့ဒီမေးခွန်းမှလည်းတက်သွားတဲ့သူရဲ့အများကြီးပဲရှင့်ဒါဆိုကျမကတော့နိုင်ငံရေးမှာဆိုရင်အတွေ့အကြုံရင်းအများကြီးလို့လေကျမမြင်တာကတော့လက်ရှိတက်မဲ့အစိုးရဟာဆိုရင်ကာကွယ်ရေးအမြင်စီးပွားရေးအမြင်ဒါပြင်နိုင်ငံတကာရေးရာအမြင်စတဲ့အရာတွေအားလုံးကိုချိတ်ဆက်ပြီးလုပ်နိုင်တော့မှပဲအစိုးရကောင်တရက်ကိုထိန်းချောင်းနိုင်မလို့ထင်ပါရဲ့ရှင့်ဒီတော့မိဘပြည်သူများအနေနဲ့ကတော့အရေးပြလို့ရှင့်အကောင့်မြင်တော့ပါတယ်ဒီလိုပုံကိုယ်တွေကိုပဲရေးချယ်ပြီးတော့မဲပေးဖို့အတွက်ကိုစိတ်ထဲမှာမှတ်သားကြပါလို့ပဲကျမပြောချင်ပါတယ်ရှင့် ကျမတို့မီဒီယာတွေကတော့မီဒီယာတာဝန်ရှိရတဲ့ဟီးပေါ့နော်နိုင်ငံရေးပါတီရဲ့လှုပ်ဆောင်ချက်တွေထဲကနေပြီးတော့ကောင်းတို့ရရလေးတွေတော့အများနဲ့ဖော်ပြပေးမှာဖြစ်ပါရဲ့ရှင်။ဒါကနိုင်ငံရေးသမားတွေနဲ့နိုင်ငံရေးပါတီတွေနဲ့ပြည်သူကိုကျမတို့ကထိတွေ့မှုပေးလိုက်တာပါပဲ။ပေါင်းခုတရားလေးပေါ့နော်။အဲ့ဒီကနေမှနိုင်ငံရေးပါတီတွေရဲ့စီယံဝေးစွန့်ရင်အလိုက်ပြည်သူလူထုရဲ့နိုင်ငံရေးပါတီတွေပေါ်မှာဝေဖန်ပိုင်းခြားသုံးသပ်နိုင်စွမ်းအလိုက်မဲရလက်တွေကတော့ကွာခြားတော့မှာဖြစ်ပါရဲ့ရှင်။ထူးခြားမှုအနေနဲ့ကတော့အခုဒီပေါ့နော်ရွေးကောက်ပွဲမှာပါဝင်လာမဲ့သူတွေထဲမှာ ပြည်သူတွေချစ်ကြတဲ့လူတွေအများကြီးပါဝင်လာမှာပါရှင့်ပြည်သူတွေမျှော်လင့်နေတဲ့သူတွေပေါ့နော်အဲ့ဒီလူတွေကိုလည်းမဲပေးဖို့အတွက်ကိုပြည်သူတွေကရွေးချယ်ပြီးသားဆိုတာကျမတို့သိပါရှင့်လိုပဲဖြစ်ကျမတို့နိုင်ငံသွေးသစ်လောင်ရမယ်အချိန်ရောက်လာပြီပေါ့နော်ဒါမဲ့သွေးသစ်ဆိုတာကရှင်ကျမပြောချင်တာကစိတ်ဓာတ်တွေကမှန်မှန်ကန်ကန်ရှိကြတယ်မျိုးချစ်စိတ်ဓာတ်ရှိရယ်ဆိုတော့ကျမတို့သွေးသစ်တွေကိုလက်ခံနေရှင့်ဒါမဲ့အတွေ့အကြုံပိုင်းမှာကြတော့အရှိမရှိခဲ့ပြီးတဲ့အတွေ့အကြုံရှိရတဲ့သူတွေကိုဒီလူတွေကလောလောဆယ်မှာပကုံးချင်းရှင်နိုင်ဖို့ကြာခတ်တယ်ပေါ့နော်ဒီတော့လက်တွဲပူးပေါင်းပြီးတော့ လူကြီးတွေအတွေ့အကြုံကိုဒီလိုသွေးသစ်တွေစီကိုကုပြောင်းစီစဉ်ပေးခြင်းအဖြစ်သွားမယ်ဆိုတော့ကိုကောင်းပါရှင့်အဓိကကတော့ကျွန်မကျွန်မစိတ်ကူးမိတာပေါ့လေအခုလာမယ့်အစိုးရမှာဆိုရင်အတွေ့အကြုံအရန်ရှိတဲ့သူက90ရာခိုင်နှုန်းသွေးသစ်တွေက30ရာခိုင်နှုန်းနဲ့အတူဒီအစိုးရကြီးလဲပတ်နိုင်မယ်ဆိုရင်တော့ကျွန်မတို့အတွက်အခြေအနေကောင်းနိုင်တယ်လို့ထင်ပါရှင့်ဒါကတော့ကျွန်မတို့ prime media ရဲ့အကြံပြုသုံးသပ်ချက်လေးပေါ့နော်ဒါပေမဲ့မဲရလက်တွေနဲ့သွားမှာဖြစ်တဲ့အတွက်ဘယ်လိုပုံစံဖြစ်မလဲဆိုတော့မပြောတော့ဘူးပေါ့ရှင့်ဒါကတော့ ဟိုမကြခင်သိရမယ့်ကိစ္စလေးပါပဲမိဘပြည်သူများကတော့ဘယ်သူမဲပေးရမလဲဆိုတာလေးကိုချူတင်ရွေးချယ်ဖို့အတွက်ပဲကျွန်တော်တို့ကူညီပေးနိုင်တာပါရှင့်ကျွန်တော်တို့ရဲ့မဲရလက်တွေကနေပဲမြန်မာနိုင်ငံရဲ့အနာဂတ်ရလက်ကထွက်မှာဖြစ်တဲ့အတွက်ကျမတို့နည်းနည်းတော့ဝရိယဆိုင်မှာဖြစ်မယ်နော်။ဒီဟာကျမကိုယ်တိုင်လည်းဝရိယဆိုင်ပြီးတော့နိုင်ငံသမားတွေနိုင်ငံပါတီလေးလာနေပါရှင့်။မိဘပြည်သူများကလည်းဝရိယလေးဆိုင်ပြီးတော့လေးလာကြပါ။မဲပေးဖို့အတွက်ကိုစဉ်းစားဆုံးဖြတ်ကြပါလို့ပဲကျမအနေနဲ့တိုက်တွန်းချင်ပါရှင့်။အနေနဲ့ဒီနေ့ပထမဆုံးပေါ့နော်။တင်ဆက်ပေးချင်တာပြည်သူအသံလေးတစ်ခုတင်ဆက်ချင်ပါရှင့်။ ပြည်သူတန်လေးကရိုးရှင်းပါတယ်ဒါပေမဲ့ခန်းစားချက်တွေအရင်ပြင်းထန်နေတယ်ပြည်သူတန်လို့ပြောရလဲမမှားဘူးပေါ့နော်အဲ့ဒါလေးကျွန်မအရင်ဆုံးဖတ်ပြပါမယ်ရှင်အမားရတဲ့ဒီစာလေးကိုပေါ့နော်နိုင်ငံတော်မှာတာဝန်ရှိရတဲ့သူတွေသိရှိအောင်လို့ဟန်နဲ့မန်နဲ့ဖတ်ပြပေးပါဆိုရင်ပေးလာပါရှင်ဟန်နဲ့မန်နဲ့ဖတ်ပြမယ်အကြောင်းရင်းကလည်းသူစိတ်နာစွာနဲ့ရေးထားတဲ့ပြည်သူတန်လေးသာဖြစ်ပါရှင်ကျွန်မသူပြောတဲ့အတိုင်းဟန်နဲ့မန်နဲ့ဖတ်ပြပါမယ်ခမရတို့ကတိတ်မျက်နှာလိုက်တယ်တဲ့ခမရတို့ပြောတော့အကျံပတ်နဲ့ဆက်နယ်နေရဲဆိုရင်အကျံပတ်အားပေးဆိုတဲ့ အကြမ်းဖက်ထိန်းချုပ်ထားတဲ့နေမြေတွေမှာကုံစီကူးတန်းပို့ဆောင်နေတာအကြမ်းဖက်ဆက်တွေမဟုတ်လို့ဘာတွေလဲဗျာကြောက်ကြည့်သူတွေမှာတဲ့မြို့မှာစစ်ဖြစ်နေလို့အခြားမြို့ကိုတဲ့ငွေကြေးကုန်ကြခံပြီးရွှေ့ပြောင်းနေရပါတယ်။တပုံသိမ်းတဲ့မြို့တွေကိုတော့စံစီစားစေးလိုအပ်တာမှန်သမျှရှေ့တွင်တမျိုးကုန်းမှကုန်းတွင်းတသွဲစစ်စေးဂိတ်တွေကနေရှောင်ခွင်းပြီးသွားနေကြတာတော့လက်ခံနေကြတယ်တဲ့ခမထူးပါဘူးခမရတို့ကလည်းအကြမ်းဖက်အားပေးပါပဲ။ ကျုပ်တို့ပြည်သူတွေကတော့ခွင့်ဖြစ်တာပါပဲတကယ်တော့ကျုပ်တို့ကဒူတာဒိတ်လိုလူမျိုးပဲလိုချင်တာပါကျုပ်တို့အသက်40ဝန်းကျင်ကာလလုံးလုံးဥပဒေရဲ့လောင်းရိပ်အောက်မှာနေလာခဲ့တာအလကားပါပဲဆိုပြီးတော့စာပေးပို့လာပါတယ်ရှင့်ကျွန်မခန်းနဲ့မန်နဲ့ဖတ်ပြဆိုလို့ကျွန်မဖတ်ပြတာပါနော်ပြီးတော့ဒါဟာဆိုရင်ပြည်သူတယောက်ရဲ့စိတ်နာစွာနဲ့ရင်ဖွင့်လာတဲ့ပြည်သူတန်တစ်ခုသာဖြစ်ပါရှင့်ပြည်သူတံလေးကိုကြည့်လိုက်တဲ့အခါကျတော့ဘာမှမထူးကြောက်လို့ထင်မဲ့နော်ဒါပေမဲ့ပြည်သူတယောက်စိတ်နာသွားတဲ့အခါမှာဝှက်အံထွက်လာတဲ့စကားတွေထဲမှာကျမအရန်ကြောက်သွားတဲ့စကားတစ်ခုပါတယ်ရှင့် အဲ့ဒါဘာလဲဆိုတော့သူကဆိုရင်ဥပဒေရဲ့အောက်မှာနေတာကိုဥပဒေရဲ့လောင်းရိပ်အောက်မှာနေခဲ့တယ်ဆိုပြီးပြောပါတာရှင့်တပင်လေးတွေဟာလောင်းရိပ်မိလို့ရှင်ရှင်သန်ကြီးထွားနိုင်ခြင်းမရှိပါဘူးเนาะကျမတို့မြန်မာနိုင်ငံသားတွေရောဥပဒေဆိုတဲ့အင်းများလာတဲ့တပင်ကြီးအောက်မှာရှိနေတယ်ဆိုပေမဲ့ကျမတို့လောင်းရိပ်မိနေသလားဒီမိကောင်ကအရန်ကြောက်ဖို့ကောင်းပါတယ်ရှင့်ကျမတို့ကဆိုရင်ဥပဒေအတိုင်းနေတယ်ကိုယ့်ကိုရန်ပြုတ်လာရင်တော့မှပြန်ပြီးတော့ရန်ပြုတ်ဖို့အတွက်ကဥပဒေမျက်နှာကြည့်နေရတယ်ဒါပေမဲ့အကျမသမားတွေကတော့ကျမတို့လိုလောကူရန်ပြုတ်နေကြရဲ့ရှင့် ျမတို့ကဘဲသွားသွားဘဲလာလာအကြမ်းမတ်သမားတွေကိုပဲကြောက်နေရတယ်။ဘဲတော့ကို့နာလာပြီးတနက်နဲ့ပြစ်သွားမလဲဆိုတဲ့စိတ်ခံစားချက်။ဒီခံစားချက်ကြီးကလုံးဝအဆင်မပြေပါဘူးရှင့်။ဒါအပြင်ဟိုကျမတို့ဝန်ထမ်းတွေဆိုလည်းဒီလိုပဲစိုးရဝန်ထမ်းတွေပေါ့နော်။အော်ဘယ်တော့များငါ့ကိုအွန်လိုင်းပေါ်မှာငါ့ချက်လက်တွေပေါက်ကြားသွားမလဲဆိုတဲ့ကိစ္စတရားလဲရှိသေးရဲ့ရှင့်အဲ့ဒီအချက်လက်ပေါက်ကြားတဲ့ကိစ္စလဲကျွန်မကြုံလို့ပြပြလိုက်ပါအောင်မသိလားလုံခဲ့ရက်တရားဆိုရင်နိုင်ငံတော်မှာထုတ်ပြန်ထားတဲ့စာတွေရုံးသွင်းဖို့ပေါ့ထုတ်ပြန်တဲ့လှုပ်ဝက်စာတွေခစ်တင်မှာအကုန်ရောက်နေရဲ့ရှင့် ။နတ်မတော်သားတွေကိုရေးချက်လက်တွေမိသားစုတွေလိပ်စာတွေအားစာအကုန်ရောက်နေရရှင်။ဒါပေမဲ့ကျမတို့ online ပေါ်မှာဘယ်တော့မှမသိခဲ့ရတာကနုပညာရှင်တွေဖန်ဆီးခံရတော့ခံဝင်ထိုးကြတယ်ဆိုအဲ့ဒီခံဝင်ထိုးကြတဲ့စာရွက်တွေကြတော့လှုပ်ဝက်ဆိုပြီးတော့ပေါက်ကြလာတာတခုမှမရှိဘူးနော်အခု CDN ဆရာဝန်တွေအယောက်တထောင်တိတိနိုင်ငံတော်စီမှာပြန်ပြီးတော့ blacklist ဖြတ်ဖို့အတွက်ကိုပြန်လျှောက်တဲ့အဲ့ဒီနာမည်တထောင်ဆင်းရင်လည်းအပြုံပေါက်ကြလာတာမရှိဘူးနော်ဒီဘိုင်းတွေကြတော့လုံခြုံလိုက်တာရှင်အကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်သမားတွေအားပေးခဲ့တဲ့သူတွေဆင်းရင်တွေကြတော့လုံခြုံစွာရှိနေကြပြီးတော့ ဥပဒေအောက်မှာနေနေတဲ့ပြည်သူတွေရဲ့စည်ရင်းတွေနဲ့တပ်မတော်သားတွေရဲ့ကိုရေးချက်လက်တွေကြတော့လုံလုံခုပေါက်ကြားနေတာဟာဖြစ်တင်ရလားဆိုတာကတော့တော်တော်မေးခွန်းထုတ်တင်လို့ကျွန်မထုတ်တာပါရှင့်ကျွန်မတို့ကဒီပြည်သူတယောက်ပြောသလိုမျိုးဥပဒေလောင်းရိပ်အောက်မှာမိနေပြီလားရှင့်ဒီမေးခွန်းလေးကိုမေးရတာကျွန်မအင်မတန်စိတ်မကောင်းဖြစ်ရပါတယ်ရှင့်ဒီပြည်သူတောင်ပေးဖို့တဲ့ပြည်သူရဲ့ရှင်နဲ့ကိုလည်းကျမဝင်ကြည့်လို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့အားလုံးနဲ့စိတ်ခံစားချက်တူညီနေရဲ့ရှင့်။တစ်ခါတည်းကျမတော်မှတန်တရားတွေဝင်လာတယ်။ငါဥပဒေအောက်မှာနေနေတာမှန်ရဲ့လားဆိုတဲ့အတွေ့အမျိုးရှိလာတယ်ရှင့်။ ကျမတို့ကြုံခဲ့ရတဲ့အရာတွေကလူချင်းမင်းတို့ကိုပြောပြလို့ရှင်လူချင်းမင်းတို့ဟာငတဲ့ခင်ငတဲ့ဖြစ်မဲ့ကိစ္စတွေကြီးပါပဲเนาะအဲကနေထွက်ပြရတဲ့မိသားစုတွေဒုက္ခရောက်လာတာသိလားဘိုးကမာလေတခါမှမကြုံဘူးတဲ့လောကရန်နေ2021တောင်ပိုင်းမှာကြုံလဲရတာရှင်အဲ့ဒါဘာကြောင့်လဲဥပဒေရဲ့အောက်မှာနေခဲ့လို့ရှင်ဥပဒေကိုလေးစားလိုက်လာလို့ရှင်ဥပဒေအတိုင်းကျမတို့စုကူးမှုမလုပ်ခဲ့လို့ရှင်စုကူးတဲ့သူတွေကိုအမပေးခဲ့လို့ရှင်ကျမတို့နိုင်ငံတော်မှာစုကူလိုက်ရလို့နိုင်ငံတော်တစ်ခုခုလောက်လိုက်ရလို့ ဒီလိုမျိုးထွက်ပြေးရတယ်ဆိုရင်ကိစ္စရက်ကဒါအော်ငါလုံးလုံးငါခံရတာပဲဆိုပြီးစဉ်းစားဖို့မယ်အခုကဘာမှမလုပ်ခဲ့ရဘူးကျမတို့ဘာလို့ဘာမှနိုင်ငံတော်ဒုက္ခပေးတာမလုပ်ခဲ့ရအောင်ရှင့်ကျမအပါဝင်ပြည်သူတော်တော်များမလုပ်ခဲ့ရပဲနဲ့အိုးပြစ်အိမ်ပြစ်ထွက်ပြေးခဲ့ရတယ်ရှင့်ဒီတော့ကျမတို့အတွေ့မှာငါတို့ဟာဥပဒေလောင်းရင်အောက်မှာမိနေပြီလားလို့တွေးတာကမလွန်ဘူးလို့ထင်ပါတယ်နော်ဒီလိုအတွေးတွေအများကြီးရှိလာရင်မကောင်းပါဘူး။ဒါကြောင့်နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေအနေနဲ့ဥပဒေအောက်မှာနေထိုင်တဲ့ပြည်သူတွေလောင်းရိပ်မမိအောင် ဥပဒေအရေးဆိုတာအေဂျင်ကြောင့်ပြသဖို့အတွက်ကိုအထူးကြိုးစားသင့်တယ်လို့ထင်ပါရှင်ဥပဒေအကာအကွယ်ကိုဥပဒေအောက်မှာနေတဲ့သူတွေကိုပြည့်ဝပေးသင့်ပါရှင်အခုကဥပဒေအောက်မှာမနေတဲ့သူတွေကိုပဲလိုက်လံရှာဖွေပြီးအေဂျင်မှုတွေပေးစွမ်းနေလို့ဖြစ်နေတယ်လို့ကျွန်တော်တို့ပြည်သူတွေခံစားနေရပါရှင်ဒါဟာပြည်သူနဲ့အစိုးရကြားထဲမှာဖြစ်သွားတဲ့အဖို့အထစ်ဖြစ်တာကြောင့်ဒီအဖို့အထစ်တွေကိုဖြေရှင်းသင့်ပါရှင်နိုင်ငံတော်အနေနဲ့ဘတ်ဂျက်တွေအသုံးပြုမယ်နော် အဲ့ဒီအေးများမှုလေးတွေပေးကျင်နေဆိုဥပဒေအောက်မှာနေပြီးတော့ဒုက္ခရောက်နေပြည်သူတွေအများကြီးပါရှင်အဲ့ဒါလေးတွေရှာဖွေဖော်ထုတ်ပြီးတော့အေးချမ်းမှုလေးတွေပေးပါလို့လည်းကျမတို့တိုက်တွန်းချင်ပါတယ်ရှင်ဒါဟာပြည်သူအားလုံးရဲ့အသံပါပဲပြည်သူအားလုံးရှင်နေကခန်းစားချက်ပါပဲရှင်ကျမပြောတာမယုံဘူးဆိုကျမအခုသတင်းတင်ဆက်မှုလေးအောက်မှာပြည်သူတွေခုမှန်နေဝင်ရေးပါလိမ့်မယ်အဲ့ဒါလေးဝင်ပြီးတော့ဖတ်ကြည့်ပါရှင်ကျမတူးတွေကနေပြီးတော့ဒါတွေပြောနေမှာမဟုတ်ပါဘူးပြည်သူအားလုံးရဲ့အသံကိုစားပြောပေးနေတာပါရှင် ဒါလေးကိုမိဘပြည်သူများအားလုံးနဲ့သိပါရယ်ဒါကြောင့်ကျွန်မသတင်းတင်ဆက်တိုင်းမှာပြည်သူ့အအောင်မှာဆိုခွန်မှန်လေးဝင်ရေးပေးပါနော်ကျွန်မတို့အားလုံးဘလို့ခံစားနေရလဲဆိုတာနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေသိဖို့လိုတယ်လေအဲ့လိုသိဖို့ဆိုတာလည်းကျွန်မတို့ထုတ်ပြောမှာဖြစ်မှာရှင့်အဲကြောင့်ကျမအမြဲတမ်းပြည်သူ့တန်းနေတက်ဆက်ပါရယ်မိဘပြည်သူများဝန်းရံပြီးတော့ကိုယ့်ရင်ထဲကခံစားရတဲ့ခံစားချက်လေးတွေကိုထုတ်ဖော်ပြောကြားရှင်းသားကြပါလို့ကျမတိုက်တွန်းချင်ပါရှင်ကျမတို့ဟာဥပဒေရဲ့လောင်းရဲ့အောက်မှာမိနေတဲ့တစ်ပင်လေးတွေမဖြစ်ဖို့အတွက်ကို နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေကစ조사ပေးမယ်ဆိုတော့ကျွန်မပြေဝယုံကြည်ပါတယ်ရှင့်ကျွန်မတို့ပြည်သူအားလုံးရဲ့မျှော်လင့်ချက်ကဒါလေးပဲဆိုတာကိုကျွန်မယနေ့ပြည်သူတန်လေးကနေပြီးတော့တင်ဆက်လိုက်ရပါတယ်ရှင်ဒီပတ်ပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမယ့်သတင်းလေးကတော့သမီးရှင်လေးတွေအတွက်စိတ်မကောင်းစရာသတင်းလေးတစ်ခုဖြစ်ပါရဲ့ရှင်။ကျွန်မဒီသတင်းလေးကိုတင်ဆက်ဖို့အတွက်ပေါ့နော်။ရွေးချယ်လိုက်ပြီးရဲ့အခါမှာသတင်းလေးအသေးစားလိုက်ဖတ်တော့စိတ်မကောင်းဖြစ်ရတယ်ရှင်သိလား။သမီးမွေးထားတဲ့မိဘတွေကိုကျွန်မကိုချင်းစားရဲ့ရှင်။ကျွန်မတို့လည်း တမီးဘွားမှာတော့မိဘတွေရဲ့စိတ်ပူမှုကိုအထူးခံစားခဲ့ရတာပေါ့နော်ကျမတို့အဖေဆိုလည်းဒီလိုပဲဟိုညဘက်ဆိုကျမအပြင်လေးပိုင်းသွားရတယ်ဆိုပေါ့နော်ဆယ်ကျော်တက်တော့တငငချင်းနဲ့သွားရတယ်ဆိုဘယ်တော့မှအဲ့မှောင်တဲ့အထိမသွားရဘူးပေါ့နော်နေ့လယ်ပိုင်းလေးပိုင်းရှောက်သွားရင်သွားရတယ်တငငချင်းနဲ့ရှောက်လေမိုးချုံပြန်ရတယ် night out ထွက်ဖို့ဆိုတာအဝေးကျမတို့အဲ့လိုမျိုးမိဘကထိမ့်သိမ်းဆောက်ရှောက်ခဲ့တာပေါ့နော်ဒါကြောင့်ကျမတို့ငယ်စဉ်ဘဝမိန်းကလေးဘဝဟာဆိုရင်ဖြူစင်စွာနဲ့အေးချမ်းစွာနဲ့ကြော်ဖြတ်ခဲ့ရပါရှင့်ဒါဟာမိဘတွေရဲ့ လုံခြုံရေးအသေးသတိရှိမှုပေါ့နော်ဒါပေမဲ့ဒီလိုမျိုးလုံခြုံရေးအသေးသတိရှိရဲဆိုတာကကျွန်တော်တို့မိဘတွေကလူလက်တန်းစားမိဘတွေဖြစ်တဲ့အတွက်သားသမီးလုံခြုံရေးကိုဘယ်လိုပဲဖြစ်မိတို့ဝင်ဆိုနေတာမလုပ်ပေးနိုင်လဲပေါ့နော်အခြေခံလူလက်စားမိဘတွေကြောင့်အဲ့လိုမဟုတ်ဘူးရှင့်အလုတ်သွားတဲ့အခါမှာကုသမီးလေးကိုထားခဲ့ရတဲ့အိမ်ကလည်းမလုံမချုံနဲ့ရှိရပါတော့။အခုဒီဖြစ်စဉ်ကလည်းအဲ့လိုကိစ္စရကြောင်ဖြစ်ခဲ့တာပါရှင့်။အရင်ဆုံးကျွန်မအမှုဖြစ်စဉ်လေးကိုဖတ်ပြပါမယ်ရှင်။ဘကိုတိုင်တောင်ကုန်မြို့နယ်ကျုံကုန်းကျေးရွာမှာအသက်16နှစ်အရွယ်ပဲရှိသေးတဲ့ကိုရန်ကျောင်းသူမက်ခန်ကျစင်ထွန်းကိုအိဒီနာချင်းအမျိုးသား၃ဦးကနေပြီးတော့အောက်စုဖွဲ့ မတရားပြုကျင့်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါရဲ့ရှင့်အဲ့ဒီဖြစ်စဉ်မှာဆိုရင်ကလေးမလေးရဲ့မိခင်နဲ့မရှိစင်မှာကလေးမလေးအိပ်ပျော်နေတဲ့အချိန်ပေါ့နော်ဝင်ရောက်ပြီးတော့တပ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်အဲ့ဒီမနက်မှာကလေးမလေးရဲ့မိခင်ဖြစ်သူကနနက်9နာရီလောက်အင်ဘတ်သွားကောက်ခဲ့ပါတယ်တဲ့ကလေးမလေးရဲ့ဖခင်ကလည်းတစ္ဆတ်မှာအလုပ်လုပ်တဲ့သူလို့သိရပါရဲ့ရှင့်မနက်အစိုးရအလုပ်ထားလုပ်ရတဲ့မိသားစုပေါ့နော်သူတို့ရွာမှာတဲ့ဒီအိမ်ခန်းနေရတဲ့တကားမရှိဒါမရှိပါပဲတဲ့အဓိကဆင်းရဲမွဲတွေရဲ့အတွက်အိမ်ကောက်ကောက်မဆောက်နိုင်ဘူးဝါရှင် သူတို့အိမ်သားပတ်ဝန်းကျင်မှာအိမ်ကြီးရှိရဲဆိုပေမဲ့အဲ့ဒီရက်ွက်ကမိသားစုအများစုကလည်းအဲ့လိုပဲမနှံအစိုးရထားပြီးလှုပ်လှုပ်ကြရတယ်တဲ့အဲ့လိုကလေးတွေပဲအိမ်မှာအိပ်ပြီးတော့ကြံခဲ့တဲ့ပုံစံမျိုးပါချက်သူရဲ့မိခင်အားဆိုရင်နက်နက်ရှင်းနိုင်လောက်မှနေအိမ်ကိုပြောင်းလာပါတယ်ပြောင်းလာတဲ့အခါမှာသမီးဖြစ်သူရဲ့အိမ်ခန်းထဲမှာသမီးလေးကဒဏ်ရာတွေနဲ့တိတ်ဆုံးနေတော့မြင်တွေ့ရတဲ့အတွက်အုပ်ချုပ်ရေးမှုနဲ့ရဲစခန်းကိုအကြောင်းကြားခဲ့တာဖြစ်ပါချက်မိခင်ကသူ့သမီးလေးရဲ့အလောင်းကိုမြင်တွေ့ရတဲ့အချိန်မှာသမီးလေးရဲ့မျက်နှာမှာထိုးခံထားရတဲ့ဒဏ်ရာတွေ့ရပြီးတော့ရင်ဘတ်တမတစ်ချက်ဓမ္မအောင်လည်း လေဘင်းကိုဓမ္မနဲ့လေဘင်းကိုခုတ်သွားတာပေါ့နော်ခေါင်းပြက်ဖို့အတွက်သုံးသမလောက်ပဲလိုတော့တယ်ဆိုပဲသိရပါတယ်ရှင့်မင်းလေးတယောက်ကိုမတရားပြုတ်ကျင်ပြီးတော့လဲလေးပြီးတတ်သွားတဲ့ပုံစံမျိုးပေါ့နော်တော်တော်ရက်ဆက်ရုပ်မာတာပဲရှင့်ဒီမခတ်တိုင်ဆိုင်တောင်းနဲ့ဓမ္မဖြစ်ကျင်ခံရတဲ့ပတ်သက်အိဆာနဲ့ပတ်သက်ပြီးတော့ဖန်စီထားတဲ့သူတွေကတော့သူတို့အိမ်နီးနားကျင်နေဖြစ်တဲ့အသက်20ကျော်အရွယ်ပဲရှိရဲ့စီတူနိုင်ခေါ်မဲ့ကြီးတိတ်ချောင်းခေါ်တားဖို့ဆိုရနှစ်ဦးတဲ့မတ်လ19ရက်ညပိုင်းနဲ့မတ်လ20ရက်တင်မှာသူတို့နေအိမ်မှာဖန်စီရမိခဲ့ပါတယ်တဲ့ တရားခံတွေရဆိုရင်ဒီကောင်မလေးကိုပေါ့နော်ဒီလိုပြုတ်ကျင်ပြီးရခါမှာသူတို့အိမ်နေမှာသူတို့ဟန်မပြက်ပြန်ပြီးတော့နေထားတယ်ရှင်ပြန်နေနေကြမသိသူတို့ဟန်ဆောင်ပြီးပြန်နေနေတာပေါ့နော်ပြီးတော့ကောင်မလေးရဲ့အတုပခန္ဓာကျင်းပါတဲ့ခါမှာဆိုရင်လည်းအတုပမန်တက်ထိုးတော့တဲ့တရားခံတွေကတယောက်ပါဆိုရင်မန်တက်ထိုးဖို့တော့လာကူလိုက်သေးတယ်တဲ့တော်တော်မခန့်တာပဲရှင်တော်တော်ရှုပ်မာတာပဲနော်အဲ့တော့ဒီတရားခံတွေနဲ့နင့်နာသူရဲ့မိသားစုပါဆိုရင်ခင်မင်ရှင်းနေကြတယ်ပေါ့နော်သူတို့အိမ်ကိုလည်းအဝင်ထွက်သွားလာရှိနေတယ်တဲ့ဒါကြောင့်ဒီလူတွေကဒီလိုမျိုးလွယ်လွယ်ကူကူပြစ်လို့သွားတာပေါ့နော် လက်ရှိမှာဖမ်းဆီးရမိသူတွေထွက်ဆိုကြရဆိုရင်ကျူးလွန်တဲ့သူက၃ယောက်ဖြစ်တယ်လို့သိရပါရှင့်လက်ရှိမှာတော့၂ယောက်ဖမ်းခံနာရတာပေါ့နော်မှုခင်းစေးစာရဆိုရင်တိတ်ဆုံးသူမင်းကလေးကအုပ်စုဖွဲ့အဓမ္မပြုကျင့်ခံနာရအောင်စစ်ဆေးတွေ့ရှိထားပြီးတော့ဖမ်းဆီးခံနာရတဲ့သူတွေကလည်းသူတို့အဓမ္မပြုကျင့်ပြီးတပ်ဖြတ်ခဲ့တယ်ဆိုတာဝန်ခံထားပါတယ်ရှင့်အခင်းဖြစ်ပွားပြီးနောက်တေဆုံးသူရဲ့ဖုန်းနဲ့ငွေသားချို့လဲပျောက်ဆုံးနေခဲ့တဲ့လိုမျိုးကျူးလွန်တဲ့သူတွေကအိမ်တော်ကွယ်မိုးရိပ်ဆေးဝါးတုံးဆွဲတတ်တဲ့သူတွေဖြစ်ပြီးတော့တေဆုံးသူရဲ့နေအိမ်ကိုစောင့်ကြည့်ပြီးတော့ဗောနောမိဘဖြစ်သူမရှိတဲ့အချိန်မှာဝင်ရောက်ပြီးတော့တောင်းကျူးလွန်ခဲ့တာဖြစ်ပါရဲ့ရှင့် အခုအမှုဖြစ်စဉ်လေးကိုသေချာပြန်ပြီးတော့ဗောနော်သုံးသပ်ရမယ်ဆိုရင်တော့ဒါဟာအခြေခံမိဘပြည်သူတွေခံစားနေရတဲ့ဒုက္ခပါပဲရှင့်ကျမပထမပြောသလိုပါပဲကျမတို့ဖခင်နေဆိုတာကျမတို့မိခင်နေဆိုတာလဲလက်တန်စာမိပါတွေဖြစ်တယ်ကျမတို့ခေတ်ကာလမှာစီးပွားရေးကတော့ဒီစိုးစိုးပါမရှိဘူးအဖေကရှာလို့ရှင့်ကျန်တဲ့မိသားစုတွေထိုင်စားလို့ရတယ်ပညာသင်လို့ရတယ်ဒီတော့မိသားစုမှာဆိုအမေလုပ်တဲ့လူကစောက်ရှောက်ပေးရတဲ့ကျမတို့ဘဝရဲ့လုံခြုံနေလေအခုကကြတော့ဖခင်တယောက်ခဲရဲ့လုံစာနဲ့မလောက်ငှတဲ့အတွက်မိခင်ကပါ အလုတ်ထွက်လို့ရတဲ့အခါမှာသားသမီးလေးတွေကကာကွယ်မဲ့တယ်ရှင့်။အဲ့လိုကာကွယ်မဲ့တဲ့အခါမှာမူရည်စေဝါသုံးဆွဲကြတဲ့တကောင်သားတွေကလည်းပတ်ဝန်းကျင်မှာအပြစ်ဒီကြားထဲမှာမှာဖုန်းတွေကနေပြီးတော့18 plus တွေကြည့်ကြတယ်ဇလန်းတွေအဲ့လို18 plus ကားတွေပေါ့နော်ရိုက်ကူးကြီးဖြန့်ဝေတဲ့သူတွေကြောင့်ဒီလိုအမှုတွေဆိုတာစိုးဝါးစာဖြစ်ပေါ်လာတာဖြစ်ပါရှင့်။ဒါပြင်နောက်ထပ်တရက်ခန့်ထပ်ပြီးတော့ပူတွဲတင်ဆက်ရမယ်ဆိုရင်တော့မြန်မာနိုင်ငံစီးပွားရေးကိုအခုလိုမျိုးဖြစ်အောင်လုပ်တဲ့သူတွေမှလည်းတရက်ခန့်ပါပဲเนาะ ။ဘာကြောင့်လဲဆိုတော့အစိုးရတည့်ရပြုတ်ကြဖို့ဆိုရင်တဲ့တချို့ညီများရွှေညံတော့ဆူရောက်တော့ပြောပါရတယ်။အစိုးရတည့်ရပြုတ်ကြဖို့ဆိုပြည်သူခက်ခဲမှာတဲ့။ပြည်သူတွေကစောင့်ဝင်နေခက်ခဲလာလို့ရှိရင်စူပူလာမယ်၊အုံကြွလာမယ်၊ပုံကန်လာမယ်။အဲ့ချိန်ကျရင်ဒီဆိုရပြုတ်ကြမယ်ဆိုတဲ့အင်မတန်ကိုမဟာမဟာပြူဝါကြတော့ဒီစနစ်နဲ့ပေါ့နော်မြန်မာနိုင်ငံစီးပွားရေးကိုတာကတ်ထားပြီးတော့ဥတီတိုက်ခိုက်နေတဲ့အဖွဲ့အစည်းအင်အားစုတွေကတတ်တက်ကိုရှေ့ရချက်ဒီလူတွေကလည်းတရားခဏထဲမှာပါမယ်ဆိုဆွတ်ထက်လို့ရရယ်နော်တိလားမြန်မာနိုင်ငံစီးပွားရေးကြတော့အဲ့လိုအမှုတွေဖြစ်တယ်ရှင့် လူချင်းမင်းတို့အစဉ်ပြေးရလားလူချင်းမင်းတို့တန်တရားမှာအကုတော်တော်များမယ်နော်လူချင်းမင်းတို့အစိုးရဖြုတ်ချတဲ့ကိစ္စကလည်းလေသိလားကျွန်မအစိုးရဖြုတ်ချတဲ့ကိစ္စတွေအများနဲ့လိုက်လေလာတယ်ဒါနိုင်ငံတကာမှာလည်းလေလာတယ်မြန်မာနိုင်ငံမှာလည်းလေလာတယ်မြန်မာနိုင်ငံအစိုးရဖြုတ်ချအောင်လုပ်တဲ့နီလန်းကတော်တော်အကုတော်များတဲ့နီလန်းရှင်လူပေါင်းပြောင်များစွာကိုစည်းသေးထားတာတော်ကသိလားအစိုးရပြုတ်ချမကြတော့မသိဘူးကျွန်မတို့ပြုတ်ချဖို့ရာခိုင်နှုန်းမမြင်ဘူးအရေးအကြောင်းတော့မတွေ့ဘူးဒါပေမဲ့ပြည်သူလူထုကတော့ကုန်တော့မယ်ဒီတော့ မြန်မာနိုင်ငံမှာပြည်သူ့အစင်မပြေအောင်လုပ်ပြီးတော့စီးပွားရေးချွတ်ချော်ကြအောင်လုပ်ပြီးတော့စိုးရောက်ဖြုတ်ချမယ်ဆိုတဲ့သူတွေကိုလေကျွန်တော်တခွမဲ့မေးတယ်နဲ့ရှင်တိလားရှင်တို့လုပ်တဲ့လုပ်ရအမှန်တယ်လို့ရှင်တို့ထင်လားအခုချိန်ကြီးစူးစမ်းနေတော့မယ်မြန်မာစီးပွားရေးကိုဖျက်လို့ဖျက်စီးလုပ်ဖို့အတွက်မြန်မာစီးပွားရေးလေးဒါကောင်းတယ်လို့တွေးကြည့်လိုက်ဒီမိသားစုပါဆိုရင်စီးပွားရေးလေးကောင်းတယ်ဆိုရင်အဖေတယောက်ထည့်ကပတ်စံရှာလို့ရှင်အမေလုပ်တဲ့လူကသူ့သမီးလေးကိုစောက်ရှောက်လို့ရတယ်လေဒါအပြင်စီးပွားရေးလေးကောင်းတယ်ဆိုရင်ဒီအမျိုးသမီးဒီမိသားစုပါဆိုရင်လုံခြုံတဲ့အိမ်လေးတစ်လုံးစောက်နိုင်ခဲ့မှာရှင် အချိန်ကြာလို့ရှင်ပတ်ဝန်းကျင်အနေရတွေကိုသူတမီလေးအတွက်သူကာကွယ်နိုင်ပေးမှာရှင့်အဲ့လိုစဉ်းစားကြည့်မယ်ဆိုရင်ဒီအမှုလေးပေါ်မှာဘလို့ခံစားမိလဲရှင့်အဓိကကတော့မြေပြင်မှာအခြေခံလူလန်းစားမိပါတွေကကိုယ့်ရဲ့သားသမီးတွေစောက်ရှောက်ဖို့အတွက်ကိုခက်ခဲဖြစ်နေပါတယ်။ဒါကြောင့်နိုင်ငံတော်အနေနဲ့ရက်ရွာလုံခြုံရေးကိုအထူးပြုစိုက်ပြီးတော့ပြုလုပ်တင်ပါတယ်။ငွေရေးစေဝါသုံးဆွဲတဲ့သူတွေကိုလည်းအတက်နိုင်ဆုံးရက်ရွာတွေထဲကနေပြီးတော့ဖဲထုတ်နိုင်အောင်လို့စူးစမ်းတင်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မသတင်းသုံးသပ်ချက်နှစ်ထုတ်လေးနေနဲ့ပြောပြလိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျွန်မကိုတင်ဆက်ပေးမယ့်သတင်းလေးကတော့ကျားစစ်ကြောင်းနဲ့ ကြံတိုင်းသားတွေဖြစ်ပျက်နေရဲ့ဖြစ်ပေါ်နေရဲ့ကသနာရဲ့လေးတစ်ခုသာဖြစ်ပါရဲ့ရှင်အဲ့ဒီကသနာရဲ့လေးကိုကျွန်မသတင်းဖြစ်စဉ်လေးနေနဲ့အသေးစိတ်ဖတ်ပြပါမယ်ရှင်ဖဲခုံမြို့နယ်ရွှေဓမရောင်ကြီးရှမ်းကြောင်းဆေးရတော်ဥဒမသာရခုံဥပစင်းပိန်နဲ့တကောင်ဦးဆိုင်ပြီးတော့ကိုတတ်ဖြတ်သွားတဲ့ကိစ္စဖြစ်ပေါ်ခဲ့ပါရဲ့ရှင် PDF ဒီပြဆက်ကြောင်းတတ်ဖြတ်ခဲ့တာပေါ့နော်အဲ့လိုတတ်ဖြတ်ခဲ့တဲ့ကိစ္စမှာတဲ့အမှုပံမပေါ်ပေါက်မချင်းဒေတာကန်တွေလုံခြုံရေးနဲ့တရားမျှတမှုဖြစ်စဉ်အတွက်ပြားစစ်ကြောင်းရဲ့လက်နက်တွေကိုတာဝန်ရှိတဲ့သူတွေကထိမ့်သိမ်းထားဖို့အတွက်ကို ဖဲခုံရှမ်းလူငယ်များအသင်ရှမ်းစာပေနဲ့ရင်းစင်းမှုအဖွဲ့ဖဲခုံရှမ်းတိုင်းသားများတမကအပါဝင်အရက်ပတ်အဖွဲ့16 18ဖွဲ့ပါရှင်။အဲ့ဒီအဖွဲ့တွေကရမန်နေ့ရက်စွဲနဲ့တောင်းဆိုလိုက်တယ်ဆိုတဲ့သတင်းလေးသာဖြစ်ပါရှင်။တောင်းဆိုတဲ့စာလောင်းလေးကိုမိဘပြည်သူများကျွန်မပြသပါမယ်ရှင်။တောင်းဆိုချက်ထဲမှာပါဝင်တဲ့ကောင်းထုတ်ချက်လေးတွေပေါ့နော်ထူးခြားတဲ့ကောင်းထုတ်ချက်လေးတွေကိုကျွန်တော်ပြောပြပါမယ်ရှင်အဲ့ဒါလေးမပြောပြခင်မှာဒီပြစ်စင်လေးကိုတချို့မိဘပြည်သူတွေမသိလိုက်မှာဆိုတဲ့အတွက်ကျွန်မအစအနေပြန်ပြီးတော့နည်းနည်းလေးရှင်းပြပါမယ်ရှင် အဓိကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့မယ်ဖဲခုံမြို့နယ်အုံတိုင်းကျေးရွာမှာရှိတဲ့ရှမ်းဖုံကြီးကျောင်းနိုင်ဆရာတော်ဦးဓမ္မသာရနဲ့၎င်းရဲ့တခါဖြစ်သူဦးအိုက်ပြီးတို့ကိုပြားဆက်ကြောင်းနေပြီးတော့ဒလန်ဆိုပြီးဆွဆွေးတက်ဖြတ်ခဲ့တာဖြစ်ပါရှင်ဖြစ်စဉ်ဖြစ်တာကတော့ဒီဦးဓမ္မသာရနဲ့ဦးအိုက်ပြီးတို့ကပေါ့နော်စစ်ကောင်စီတောက်တိုင်နဲ့ဒလန်နေဖြစ်တယ်ဆိုပြီးတော့ဖဲခုံပြည်သူတွေကပြားဆက်ကြောင်းသတင်းပေးရလို့ပြောပါရှင်ဒါကတော့သူတို့ပြောစကားပေါ့နော်ဟိုဘယ်ပြည်သူကသတင်းပေးမှာလဲရှင်ဒီဦးစင်းဟာဆိုရင်စစ်ဘေးရှောင်ပြည်သူတွေကိုကူညီနေတဲ့ဦးစင်းတပါလို့သိရပါရှင် တို့သတင်းပေးလို့တဲ့သူတို့ကသွားပြီးတော့စစ်ဆေးတယ်တဲ့စစ်ဆေးရဲ့ကောင်မသူတို့ပြန်စစ်ကြောင်ကရဲဘော်မောင်ပါလက်ကနေပြီးတော့စိတ်မထိုင်းနိုင်မယ်နဲ့တနေ့နဲ့ပြစ်တက်ခဲ့တဲ့ဆိုပြီးတော့ပြန်စစ်ကြောင်ကလည်းထုတ်ပြန်ထားတာပေါ့နော်အဲ့တော့ပြစ်တက်ခံရတဲ့ဖုံဖုံဝါဆိုရင်စစ်ရှောင်းနေခုနေနေရလို့ဖြစ်တယ်ပြီးတော့ရှမ်းစပေတွေကိုလည်းတင်ကြားပြသနေရဲ့ဖုံဖုံပုံတစ်ပါးဖြစ်ပါရဲ့ရှင့်ပြီးတော့ဖြစ်စဉ်အောင်ဒေသလေးစိတ်ငုံပြီးကြည့်မယ်ဆိုရင်တော့ဒလန်ဆိုပြီးဆွဆွဲတာကတော့ရှင့်ဒါသူရဲ့ထုံးစံပေါ့နော်ကျမစဉ်းစားရတည်းအဲ့ဒလန်ဆိုတဲ့စကားကိုစပြီးတော့ဖော်ထုတ်ခဲ့တဲ့သူကတော့နေရန်အခုသူတွေရနေမှာပဲနော် သူပေါ်ထုတ်လိုက်တဲ့စကားကြောင့်အဲ့ဒီလိုမျိုးလူသက်မှုတွေဖြစ်နေရတယ်လူသက်သမားတွေခေါင်းစဉ်ရသွားတာပေါ့ရှင်လူသက်သမားတွေအတွက်ခေါင်းစဉ်ကောင်းကောင်းတစ်ခုဖန်ပြီးပေးလိုက်တဲ့အတွက်အဲ့ဒီဒလန်ဆိုတဲ့စကားကိုစတင်ပြီးတော့တီထွင်ခဲ့တဲ့သူကတော့အဲ့ဒီအကုသို့ဝေစုကနေရရနေမှာရှင့်ဒလန်ဆိုပြီးလူကြောက်တက်ခံရလို့ရှင့်အဲ့ဒီဝေစုကအဲ့ဒီဒလန်လို့စကားလုံးပေါ်ဆောင်တဲ့သူစီသွားမှာအဲ့ဒီစကားလုံးကိုလူလူကြားတဲ့ပြန့်နှံ့အောင်လုပ်တဲ့သူတွေစီလဲသွားမှာနော်အကုန်လုံးယာကိုင်နှုံးနဲ့ရမှာအမြတ်ကအမြတ်ဝေစုကမပူနဲ့ကန်တရားတိတ်တိကြတယ်သိလားကျမတို့ကမေ့မေ့သွားမယ်ကန်တရားမမေ့ဘူးနော် ဒီကအဲ့လိုရှိရရှင်အဲ့လိုနေထောင်ရှိပါတယ်ဒီတော့ဒီကိစ္စကလည်းတလန်ဆိုပြီးတော့ဆွဆွတ်တက်ဖြတ်တာပဲတက်ဖြတ်ပြီးရဲ့အပြင်ကိုမဟုတ်ပုံဘောနော်တက်ဖြတ်ပြီးရဲ့အခါမှာမဟုတ်ဘုံရဲ့ဖုန်းနဲ့ဗန်စာအုပ်တွေကိုယူသွားတယ်တဲ့ရှင်ဒါပြားစစ်ကြောင်းကကြတော့ဒလန်ဆိုပြီးဆွဆွတ်တက်ဖြတ်တယ်ဒါပေမဲ့ကျမတို့နောက်ထပ်သိရတဲ့သတင်းတစ်ခုကကြတော့ဒီဖုန်းဖုန်းဟာဆိုရင်စပေးရှောင်းတွေကူညီနေတဲ့အတွက်အထူးငွေတွေပေါ့နော်ဘန်းနေလက်ခံတာရှိရဲ့တဲ့အဲ့လိုရှိရတဲ့အခါကျတော့ဖုန်းဖုန်းရဲ့ဇီကနေပတ်စံဟိုကရှင်စပေးရှောင်းတွေအတွက်လှူမဲ့ပတ်စံကိုသူတို့ကိုစက်ကြီးကောက်တဲ့ပုံစံနဲ့တောင်းနေတဲ့တောင်းတဲ့အခါမှာဖုန်းဖုန်းကမပေးဘူးမပေးရတဲ့အခါကျတော့ဖုန်းဖုန်းကညှိုးထားပြီးတက်ဖြတ်တယ် ဒုတိယသုံးသက်ချက်ကဒုတိယတရင်ကပိုဖြစ်နိုင်နေရှင်။ဘာကြောင့်လဲဆိုတော့ဖုန်းဖုန်းရဲ့ပတ်စံလိုချင်လို့သာဖုန်းတွေဗန်ဆောင်တွေသူတို့ယူသွားတာလေ။ဖုန်းဖုန်းတလန်ဆိုပြီးတက်မယ်ဆိုဗန်ဆောင်အုပ်ယူစရာဘာအကြောင်းမှမရှိဘူးလေ။ဒီကိစ္စရတော့ရှင်းလင်းပါတယ်ရှင်။ဒါပေမဲ့လည်းအခုချိန်ဒီတို့ကတော့တဲ့မှာလိန်နေတုံးပေါ့ရှင်လူတွေလိန်နေတုံးပါပဲဒီတော့ခုနထုတ်ပြန်တဲ့စာလေးကိုကျွန်မဖတ်ပြပါမယ်ရှင်။ဆရာတော်ဥဒမသာရနဲ့တခါဆိုင်ပြီးတက်ဖြတ်ခံမှုနဲ့ပတ်သက်ပြီးတော့ကျုံလုံးတဲ့သူတွေရေးယူနိုင်မှုတွေထုတ်ပြန်ကြညာတာဖြစ်ပါရဲ့ရှင်။ ်အဒီဆေးကတော့တက်ဖြတ်ခံရတယ်ပေါ့နော်ဒီလိုတက်ဖြတ်ခံရတဲ့ကိစ္စအောင်လဲတဲ့အပြားစစ်ကြောင်းနေဝန်ခံသားပြီးဖြစ်ပါတယ်တဲ့စာရင်းမှာကြီးထားတာပြီးတော့ဒေသတွေမှာရှိရသက်ဆိုင်အဖွဲ့အစည်းအနေနဲ့တဲ့ဒီဖွဲ့စည်းနဲ့ဒီရာဇဝမှုနဲ့ပတ်သက်ပြီးတော့ရေးယူနိုင်ဖို့အတွက်ဟိုကြိုးပမ်းနေရဆိုပြီးသူတို့ကြားသိရတယ်ပေါ့နော်ဒါပေမဲ့တဲ့ဒီအညူကြီးလောက်ခံဖဲ့ခုံမြို့ပြည်သူလုံခြုံရေးတပ်ဖွဲ့ပလဖခကတဲ့ဖဲ့ခုံမြို့ဖဲ့ဟုံအင်းအရှိတ်ဘတ်ချံကြေးရွာများမှာဒေသခံများကိုတဲ့ကြားစစ်ကြောင်းဤ ပြားစစ်ကြောင်းဤပေါ်ပြားစစ်ကြောင်းဖြစ်ကုန်မရှိပြားစစ်ကြောင်းဤဆရာတော်တက်ဖြတ်မှုလို့ရက်ကမှန်ကန်ကြောင်းထောက်ခံလက်မှတ်တွေအဲ့ဒါမှလိုက်လံကောက်ယူနေရဲဆိုပြီးမိတို့ကြားသိရတယ်တဲ့။အော်ဆရာတော်တက်တာသူတို့မှန်ပါတယ်ဆိုရဲထောက်ခံလက်မှတ်တွေပြည်သူတွေကြားတဲ့လိုက်ကောက်နေတဲ့။အဟောဆရာရှင်အညူးကြီးရောအဲ့လိုလိုက်ကောက်ပြီးတန်လို့ရှင်လက်ခံတယ်ပေါ့အဲ့လိုလား။တော်တော်နော်တိလာကျမတွေသာမပြောချင်တော့ပါဘူးရှင်ပြောလို့ရှင်တော်တော်စကလုံးနဲ့အញ្ញံကြမ်းတမ်းတော့မှာဆိုလို့တိလာဒီလိုမျိုးအပိုင်းကြီးကြာကျမတို့ပြောလို့မရအောင်ရှင်။ တော်တော်ရဲ့ဆက်ဆက်တညံတန်ပြောတတ်တဲ့အမျိုးသားရဲ့လက်ထံအမှားပဲရမယ်။ဒီဘောက်ကျတော့ရွှေစကလုံးရဲ့နှုတ်ကမထွက်ရင်ဘောနော်။ဒီတော့ဒီလူတွေရဲ့လောက်ရက်တွေရလေးသားတော်တော်ပိုးစိုးပတ်ဆက်ပြောပြစ်လိုက်မှာပဲရမယ်အနေထားရှိရယ်နော်။တန်ဃာတော်တပောင်းတတ်တာတော့မှထောက်ခံလက်မှတ်လိုက်ယူရဲဆိုတာကစဉ်းစားကြည့်ပါဦးရှင်။တော်တော်ရက်ဆက်ရုပ်မှာပြီးတော့အကြံပတ်ဆက်ကြတာပဲရှင့်။တော်တော်ကိုကလိန်စိညမ်းစဉ်ဘလို့ဘလို့စကလုံးနဲ့နှားရမှာတော့မသိတော့ဘူးရှင်။အဲ့လိုလူရုပ်မှာတွေကိုအမှန်တရားပတ်တော်သားပါတော့ဆင်အနာရှင်လောက်ကနေကဲတင်ပေးပါမယ်ဆိုရင်စကားတွေပြောတာကိုယုံနေ။ဏိပိတ်တွေများပြောပါလေယုံနေဟဟလား။အော် တော်တော်နော်သိလားတော်တော်အညာခံရမယ့်အုံနောက်တွေပဲရှင့်အုံနောက် level တွေတော်တော်နှိမ့်ကြတာပဲနော်ဒီလိုမျိုးလူယုံမာကြီးပြောတဲ့စကားကိုယုံကြည်နေရဲဆိုမှတော့ဒီနိုင်ငံဒီလိုဖြစ်တာမထူးဆန်းဘူးပေါ့ရှင်ဒီစာဟာဆိုရင်စာတက်တက်ပဲပျောက်သွားမှာပါဒီပြားစစ်ကြောင်းနဲ့ပတ်သက်ပြီးတော့ကိစ္စကလည်းလက်နက်ကိုဖြုတ်သိမ်းမှာတော့ဘာလို့ဆိုရင်ဘသူကလာပြီးဖြုတ်သိမ်းနေမှာလဲရှင့်ဒီကောင်လေးလက်ထက်မှာလက်နက်ရှိနေတဲ့ကိစ္စရဲ့ကြီးကိုဘသူကသွားပြီးသိမ်းနိုင်မှာလဲရှင်အညူကြီးရရောသူကလည်းသူတော်မှာအခုအမေရိကန်မှာတောင်တင်ပြီးတော့အမေရိကန်မှာဆက်လက်နေထိုင်ဖို့အတွက်ကိုမှခေါင်းပီတောက်မတဲ့စူးစမ်းနေတဲ့အုပ်စုတွေကဒီလိုမျိုးကိစ္စတွေကိုလက်ကြည့်မယ်ထင်လို့လားရှင် တို့အသက်ရှင်ရက်တည်ရာပိုရေးကြည့်နေတာတို့လောက်ရကြောင်မြန်မာနိုင်ငံမှာဖြစ်သွားတဲ့ဆိုးကျိုးတွေကတို့အတွက်ရေးကြည့်နေတော့ဘူးရှင့်တို့တို့ကဂယူးဆိုင်မှာတော့မဟုတ်ဘူးကျွန်မကြည့်ရလေတရားတောင်းဆိုတာပဲရှိမှာအညူကြီးကတော့တိတ်ပြီးတော့အပြင်မခံပြီးလိုကိစ္စအောင်လုပ်ပေးနေမှာတော့မဟုတ်ဘူးရှင့်လှုပ်လို့ရှင်လဲရှင်အရှိအမှုတွေလို့ပေါ့အထောင်နဲ့တစ်နှစ်ချလိုက်ပါတယ်လို့နှစ်နှစ်ချလိုက်ပါတယ်လို့စာလေးတော့ထုတ်ပေးပါပါရှင့် အဲ့လိုစာထုတ်ပြရခါမှာတရားခံကိုဘယ်ထောင်မှာချလို့ချမှန်းလည်းမသိဘယ်ပို့လို့ပို့မှန်းလည်းမသိတရားခံတကယ်ဖမ်းလားမဖမ်းလားလည်းမသိမသိချင်းမောင်းမြောင်များစွာနဲ့ပဲဒီလိုခုတွေကပျောက်ဆုံးသွားတာပဲရှင့်အရှိမဖြစ်စင်နေတာတာတကားတွေကအများကြီးရှိခဲ့ပြီးပြီရှင့်ဒီတော့စိတ်မကောင်းစရာကိစ္စရလေးပါပဲအခုဖြစ်စင်လေးကတော့ပြားဆက်ကြောင်းကိုလက်နဲ့သိမ့်မဲ့ကိစ္စပေါ့နော်ဘသူတောင်မှယူပြီးသိမ့်မှာလည်းတော့မသိဘူးရှင့်ဒါလေးကတော့ပိတ်ကားပေါ်မှာဆက်လက်ဆောင်ရှိရမယ့်ကိစ္စလေးသာဖြစ်ပါတယ်လက်နဲ့ကင်လာတဲ့သူကလက်နဲ့သိမ့်တော်လွဲတကူခံမတဲ့လား လက်နဲ့မရှိတော့လို့ရှင်သူတို့ဘာဖြစ်သွားမလဲဆိုတော့သူတို့မစင်းစားတတ်တာမှမဟုတ်တာရှင်အားလုံးကိုယ့်အတာပဲကိုကြည့်ကြတာလေဒီတော့ပြားစစ်ကြောင်းကလက်နဲ့သိမ်းတာခံမလားမခံဘူးလားဆိုတော့ဆက်လက်စောင့်ကြည့်ရမယ့်ကိစ္စလေးသာဖြစ်ပါရဲ့ရှင်ကျွန်တော်ဒီလောက်လေးပဲတင်ဆက်ချင်ပါတယ်နောက်နေ့မှဒီသတင်းနဲ့ပတ်သက်ပြီးတော့ထူးခြားမှုတွေရှိလို့ရှင်လည်းထပ်မံပြီးတော့တင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်အားလုံးပန်းမီဒီယာအနေနဲ့ဒီနေ့တင်ဆက်ပေးသွားတဲ့သတင်းလေးတွေကတော့မိဘပြည်သူများအနေနဲ့ပေါ့နော်ဝင်ရောက်ဆွေးနွေးလို့ကောင်းမဲ့သတင်းလေးလို့ထင်ပါရဲ့ရှင်ဒါကြောင့် Prime Media သတင်းလေးတွေအောက်မှာဆိုရင် comment လေးနဲ့ဝင်ရောက်ဆွေးနွေးဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါရဲ့ရှင် ဒီဘက်ပြည်လို့ဆွေးနွေးမှကျမဒါလေးဖတ်ပြီးတော့ထပ်ဆင့်တင်ပြလို့ရရလေးရှိလို့ရှင်ထပ်ဆင့်တင်ပြပေးမှာပေါ့နော်ဒီတော့မှကျမတို့ရဲ့ပြည်သူတွေအတန်ပေါ့ရှင်ပြည်သူတွေအတန်ကပြည့်စုံမှာဖြစ်ပါတယ်ဒါလေးတော့ကျမတို့အကူအညီပေးပါရင်မြေတားခံလို့ပါရှင်ကျမတို့ဗန်းမီတန်လင်းတက်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့ဒီဘက်ပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေလို့ကျမတို့ဗန်းမီတန်အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်